အခုအပိုင်းနှစ်မှာတော့ကျွန်တော်တို့ဘောနော်ကျွန်တော်တို့ scatter charge တိစားလို့ရတယ်ဆိုတော့အဲ့ဒီ scatter charge တိစားလို့ရတဲ့ application ကိုကျွန်တော်တို့ဘယ်လို download လုပ်မလဲဘယ်လိုဖွင့်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့ရှင်းလင်းပြပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ description အောက်မှာ application download လုပ်ရင် and ဆိုတဲ့ link လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ဖုန်းဖုန်းထဲကိုသူက application download ဝင်သွားမှာဖြစ်ပါတယ်ဒါက Android file Android application ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒါဆိုရင် internet storage တဲ့ဝင်မယ်တို့မဟုတ်ကျွန်တော်တို့ external storage တဲ့ဝင်မယ်ဆိုတော့ကျွန်တော်မှာ internet storage ပဲရှိလို့ဆိုတော့ဒီမှာ internet storage တဲ့ဝင်မယ်ပြီးတော့ခါကျတော့ကျွန်တော်တို့ခုနက download လုပ်ထားတဲ့ application က WLSE scatter charge ဖြစ်တယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်နှိပ်လိုက်မယ် ီးရတဲ့ခါကျရင်ဒါဆိုရင်ဒီလိုမျိုးပေါ်လာမယ်ဆိုရင်ကျွန်တော်တို့ installer လေးကိုကျွန်တော်တို့နှိပ်ပေးမယ်ဆိုတော့မပေါ်လာဘူးဆိုလဲသူကသူ auto install လုပ်ရတာမျိုးလည်းဖြစ်နိုင်ပါတယ်ဆိုတော့ဒါဆိုရင် install လုပ်မလားဆိုရင် install လုပ်မယ်ဆိုတဲ့ဟာလေးနှိပ်လိုက်မယ် ဒီမှာဆိုရင် install လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ application ကိုဖွင့်မယ်ဆိုတော့တခါလေကျရင်ကျွန်တော်တို့ application က not install ဖြစ်တယ်အဲ့ဒီခါကျရင်သူကကျွန်တော်တို့အဲ့ဒီစာထဲမှာ more ဆိုတဲ့ဟာလေးကိုသွားမယ်ပြီးတော့တဲ့ခါကျတော့ install anyway ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ install လုပ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်တို့ရောက်ရှိသွားတဲ့ application ပဲဖြစ်ပါတယ်ဆိုတော့ဒီကနေပြီးတော့ကျွန်တော်တို့ဒါပါတီလုပ်လို့ရလဲဆိုတဲ့ဟာကို ဒီ channel ဆိုကျွန်တော်တို့အခြေဖွင့်လိုက်မယ်ဆိုရင်ဒါကကျွန်တော်တို့ဟိုအရင်တိဆောက်ထားတဲ့ပုံပေါ့နော်အရင်တိဆောက်ထားတဲ့ပုံအဆင့်တွေကိုကျွန်တော်တို့တင်ပြီးတော့တဲ့ခါကျတော့နောက်နေကြရင်အဲ့ဒီအဆင့်ကနေစပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ရောက်ချင်တယ်ကျွန်တော်တို့အစနေဆုံးပြီးပြန်တိဆောက်တာမျိုးမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ရောက်ရှိခဲ့တဲ့အဆင့်ကိုနောက်နေ့မှတခါတည်းရောက်သွားမယ်ဆိုတဲ့ဟာမျိုးဖြစ်တယ်ဆိုတော့ဒါလေးကို QR code နဲ့တင်ပြီးတော့ ဟောကျွန်တော်တို့ပုံထုတ်မည်ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်အရင်တက်တိဆောက်ထားတဲ့ပုံတိုင်းပြန်လည်ရရှိတော့မှာဖြစ်တယ်ဆိုတော့ဒါလေးကတော့ကျွန်တော်တို့ပေါ့နော်ဒီ scatter charge မှာအခြေခံကျဆုံးအုံးပုံဖြစ်တဲ့အခြေခံကျဆုံး data ပေါ့နော်ကျွန်တော်တို့ x ပါရမယ် y ပါရမယ်ဆိုတော့ x x y ပါပြီဆိုရင်ဒါ2 dimension ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ နောက်တစ်ခုကကျတော့ကျွန်တော်တို့ categorical data categorical data နှစ်မျိုးရှိတယ်အယောင်နဲ့ပုံစံနဲ့ဒါပေမဲ့အတုံးများတာတော့ကျွန်တော်တို့အယောင်ကိုအတုံးများတယ်ဆိုတော့ကျွန်တော်တို့ဒီဟာဘာလို့ပေးမှာလဲဆိုရင်ကျွန်တော်တို့ xy ဝင်ရိုးမှာကိုပဲသူကကျွန်တော်တို့အမည်နာမ data နဲ့ point တွေကိုထပ်ပြီးတော့ question စိတ်ဖြတ်တော့မှာဖြစ်တယ်ဆိုတော့အဲ့ဒီ point တွေကိုပုံစံနည်းအားဖြစ်လောက်အောင်ကျွန်တော်တို့အယောင်နည်းအားဖြစ်လောက်အောင် question စိတ်ပြတော့မှာဖြစ်တယ် ဆိုတော့နောက်တစ်ခုကကင်္ဂနန်းဆိုင်ရာတည်တာဆိုတော့ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကနာ xy ဝင်ယူကနေပြုံပေါ်လာတဲ့ဟာလေးရှိမယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့က point တွေကို usr အသေးအကြီးပုံစံလုပ်မယ် point ရဲ့အကြောင်းအနုရှင်ကိုကျွန်တော်တို့ရဲ့အဲ့ဒီ data ရဲ့တန်ဖိုးပေါ်မှာမူတည်ပြီးတော့အသေးအကြီးလုပ်မယ်အနုရှင်လုပ်မယ်ဒီဟာကတော့ဒီ ဒီဟာကတော့အခြေခံကြားတဲ့ဟာဖြစ်တဲ့ HY ရဲ့အယောင်ရဲ့ပုံစံရဲ့အရွယ်စားရဲ့အနှူးရှင်ရဲ့ကကျွန်တော်တို့ဒီအားလုံးပေါင်းလိုက်ရင်သူက6 dimension ဖြစ်တယ်ဆိုတော့ဒီဟာကအခြေခံကြားဆုံးမဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီအောက်ကဟာတွေကတခြား functionality တွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ပုံမှာ box plot ထည့်လို့ရတယ်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ density plot ထည့်လို့ရတယ် density မှာမှကျွန်တော်တို့ပုံအတွင်း density နဲ့ကျွန်တော်တို့ပုံရဲ့ဘေးဘက်မှာရှိတဲ့ density ထည့်လို့ရတယ် ပြောတော့တဲ့ခါကျတော့နောက်တစ်ခုကကျွန်တော်တို့ပုံမှာ graph မှာကျွန်တော်တို့ model line တွေထည့်လို့ရတာဆိုတော့ဒီမှာဆိုရင် linear line ထည့်လို့ရမယ် polynomial line ထည့်လို့ရမယ်ပြောတော့တခြား line တွေပါထည့်လို့ရမယ်ပြောတော့တဲ့ခါကျတော့ဒီဟာက advanced ဖြစ်တဲ့အဲဟာလီပါဆိုတော့ဒီဟာကကျွန်တော်တို့ပုံတပုံထဲမှာပြုတ်သိမ့်နေမဲ့အစားကျွန်တော်တို့ပုံတွေကိုခွဲချမ်းထုတ်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့လွယ်လွယ်ကူကူကြည့်လို့ရအောင်လုပ်မဲ့နည်းဖြစ်ပါတယ်ဆိုတော့ ဒီဟာလေးကကျွန်တော်တို့လှုပ်ဆောင်လို့ရတဲ့ဟာလေးပြီးတော့ခါကျတော့ကျွန်တော်တို့ရဲ့ block color နောက်ခံ background အကြောင်းတွေကိုပြောင်းတာမျိုးတွေရှိမယ်ပြီးတော့တဲ့ခါကျရင်ဒီမှာဆိုရင်ကျွန်တော်တို့အညွှန်းတက်မယ်ဆိုရင်ညမာလိုအညွှန်းတက်လို့ရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာကောင်းစင်တွေပါတယ်ရှိတယ်ဆိုရင်ကျွန်တော်တို့ကောင်းစင်တက်လို့ရမယ် x level y level တို့ပြောင်းလို့ရမယ်ပြီးတော့တဲ့ခါကျတော့ဒီမှာလည်းကျွန်တော်တို့အကြောင်းအတွက်အညွှန်း အရွယ်စားသွဲ့အညွန်းပုံစံသွဲ့အညွန်းကလာနူးခြင်းသွဲ့အညွန်းအဲ့ဒါတွေကိုကျွန်တော်တို့ပြောင်းလို့ရမှာဖြစ်တယ်ဆိုတော့တခါလေကျရင်ကျွန်တော်တို့တိဆောက်ထားတဲ့ပုံကအရင်ကြီးကြီးသွားတယ်ဆိုရင်စာရွက် page site မလုံလောက်ဘူးဆိုရင်ဒါကျွန်တော်တို့ page site ပေါ့နော်ဒီမှာဆိုရင်လက်မအဖြစ်ဖော်ပြထားတယ်ကျွန်တော်တို့အကျဲ့ရဲ့အမြင့်ရဲ့ကိုကျွန်တော်တို့လိုအပ်တယ်လို့ပြောင်းလဲလို့ရမှာဖြစ်ပါတယ်ဆိုတော့ ဒါကကျွန်တော်တို့တည်ဆောက်လို့ရတဲ့အပိုင်းလေးတွေဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ရဲ့ application ကို ပြန်ပြီးတော့ကြည့်မယ်ဆိုရင်ဒီ application ကကျွန်တော်တို့ WLS education thing ကနေယူတော့တည်ဆောက်ထားတဲ့ဒုတိယမြောက် application ဖြစ်တယ်။ကျွန်တော်တို့ပထမ application က utility tool လေးဖြစ်တယ်။သူကကျွန်တော်တို့ဘာနော်ဒီတက်တန်းကုန်တဲ့ အလုတ်တွေတက်တန်းကုန်နဲ့ပစ္စည်းတွေတက်တန်းကုန်နဲ့အသီးတွေကိုသူက ကျွန်တော်တို့ application ဖွင့်ပြီးတော့တဲ့ခါကျတော့စရင်စစ်တစ်ခုအနေနဲ့သူက ကြည့်ရှုပေးတဲ့ application ဖြစ်တယ်ဆိုတော့အဲ့ဒီဟာတော့ကိုကျွန်တော်တို့ data လေးတွေကိုကျွန်တော်တို့ထည့်ပေးတယ်ကျွန်တော်တို့ data နာမည်နဲ့ကျွန်တော်တို့တက်တန်းကုန်မဲ့ရက်လောက်ဖို့နေတဲ့ရက်တက်တန်းကုန်ဆုံးမဲ့ရက်အာမဖြစ်မနေပြရမဲ့ရက်တစ်ခုအဲ့ဒါထည့်ပေးတယ်ပြီးတော့အစီအတွက်ထည့်ပေးတယ် ပြောတော့တဲ့ခါကျတော့ကျွန်တော်တို့နောက်လိုအပ်တယ်လို့ကြီးတဲ့ခါကျရင်ကျွန်တော်တို့လက်ရှိဖြစ်နေတဲ့အပြင်ကရက်ဆွဲနဲ့ချိန်ပြီးတော့ပစ္စည်းတွေကနီးနေသေးလားဝေးနေသေးလားတပန်းကုန်ဖို့နီးနေသေးလားဝေးနေသေးလားဆိုတဲ့ဟာလေးကိုပြပြတဲ့ application ဖြစ်တယ်အဲ့ဒါပထမမြောက် application ဖြစ်တယ်ဆိုတော့ဒီဟာကတော့ကျွန်တော်တို့ဒါဒုတိယမြောက် application ဖြစ်တယ်ဆိုတော့ပထမမြောက် application ကကျွန်တော်တို့ဘယ်မှာရှိလဲဆိုရင်ဒီမှာဒါက ဒီမှာဖြစ်တယ်ဒီဟာလေးဖြစ်တယ်ဒီလိပ်စာထဲကတိုင်းဝင်ပြီးတော့သွားမယ်ဆိုရင် ကျွန်တော်တို့ဒါပထမ application ထဲကိုရောက်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီဟာကကျွန်တော်တို့ expiry item မြန်မာလို့ခေါ်တယ်ဆိုတော့ ဒီ application ကတော့ကျွန်တော်တို့ဒုတိယမြောက် application ဖြစ်တယ်။ဒါကကျွန်တော်တို့ data visualization application ဖြစ်တယ်။ဆိုတော့ဒီ application ကကျွန်တော်တို့ဖုန်းနဲ့အသုံးပြုလို့ရတယ်။ကျွန်တော်တို့ scatter charge တိဆောက်တယ်။ဆိုတော့ကျွန်တော်တို့ Excel မှာဆိုရင် ကျွန်တော်တို့ scatter charge တိဆောက်ရတာနည်းနည်းအဲအဲမလွယ်ဘူးဆိုတော့ကျွန်တော်တို့ဒီ application နဲ့ဆိုရင်ကျွန်တော်တို့ scatter charge ကိုလွယ်လွယ်တိဆောက်လို့ရသွားမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့တခြား application software ဥပမာ Power BI W ဟိုစားတဲ့ application တွေနဲ့သုံးမယ်ဆိုရင်သူက desktop application ပဲ desktop application ပဲအဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ကကြိုက်တဲ့ပုံအောင်ဆွဲလို့ရတယ်ဆိုတော့ဒီကျွန်တော်တို့ Sketchfab application ကတော့ဖုန်းနဲ့အသုံးပြုလို့ရတယ်ကျွန်တော်တို့အဓိကဦးစားပေးထားတဲ့အပိုင်းကကျွန်တော်တို့ဒီဟာ quantitative based data visualization ပေါ့နော်ကျွန်တော်တို့ကိန်းဂဏန်းဆိုင်ရာ data ကိုအသားပေးတယ် အဲပုံစံဖြစ်တယ် scatter charge ပုံစံဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဖုန်းနဲ့လည်းတိဆောက်နိုင်လို့ဆက်နွယ်ချက်တွေကိုလည်းဆက်နွယ်ချက်တွေကိုဖုန်းနဲ့တိဆောက်နိုင်လို့ဆိုတော့ကျွန်တော်တို့ဒီ scatter charge တိဆောက်ဖို့အတွက်ကိုကျွန်တော်တို့ကွန်ပျူတာကိုပဲမိခုနေစရာမလိုတော့ဘူးဆိုတော့ကျွန်တော်တို့ဒီ application တိဆောက်ရခြင်းရွေချက်ကကျွန်တော်တို့ဖုန်းထဲမှာ data ရှိတယ်ဆိုရင် CSV data ရှိတယ်ဆိုရင် အဲ့ဒီဒေတာနဲ့ကျွန်တော်တို့ဖုန်းကနေပြီးတော့အလွယ်တကူကြည့်ရှုလို့ရတယ်ပြောတော့တဲ့ခါကျတော့ဒီဖုန်းတွေကနေပြီးတော့ပဲကျွန်တော်တို့ဆက်နွယ်ချက်အမျိုးမျိုးကိုကျွန်တော်တို့ကြည့်လို့ရတယ်မြန်မာဘာသာနဲ့လည်းကျွန်တော်တို့ craft ဒီစောင့်နိုင်တယ်ပြောတော့တဲ့ခါကျတော့ဒါကဖုန်း application ဖြစ်တဲ့အတွက်ကြောင့်သူက data ပေါ့နော် data ကျွန်တော်အသေးစားကနေပြီးတော့ Alexa ကျွန်တော်တို့အရှမ်းကြီးကိုများတဲ့ data ဆိုရင်ကျွန်တော်တို့ဟို data row ပေါင်းသိန်းကြီးကျော်တဲ့ data row ဆိုရင်နည်းနည်းကြာသွားလိမ့်မယ် ဆိုတော့ပြောတော့တဲ့ခါအသေးစားနဲ့အလက်စာလောက်ထိအဆင်ပြေတယ်ဆိုတော့ဒီ application ကြီးမှန်းချက်ကကျွန်တော်တို့ graph တိဆောက်တဲ့သူတွေအတွက်ကျွန်တော်တို့လွယ်လွယ်ကူကူအသုံးပြုနိုင်စေရန်ဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မြန်မာလိုလိုမျိုးကျွန်တော်တို့ပြထားတယ်ပြောတော့တဲ့ခါကျတော့ဘာလုပ်ရမလဲဘာလုပ်ရမလဲဆိုတဲ့ဟာလေးတွေတည်ခြင်းအဖြစ်ကျွန်တော်တို့ graph ကိုလွယ်လွယ်ကူကူတိဆောက်လို့ရမှာဖြစ်တယ်ဆိုတော့ data နဲ့ပဲမဟုတ်တဲ့သူတွေအနေနဲ့လည်းရှင်းရှင်းလင်းလင်းဆောင်ရွက်လို့ရတယ် ပြောတော့ဒီ application အသုံးပြုဖို့အတွက်လိုအပ်ချက်ကကျွန်တော်တို့ internet လိုတယ် internet လိုတယ်ဆိုတော့ internet ရှိမှကျွန်တော်တို့ဒီပုံတွေကိုတွက်ချက်တာတွေပါလေလုပ်လို့ရမှာ ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ application ကို mobile phone အတွက်အသားပေးပြီးတော့တည်ဆောက်ထားတယ်ဆိုတော့ကျွန်တော်တို့ phone တာမို့ tablet နဲ့ကြည့်ရင်အကောင်းဆုံးပဲဆိုတော့ကျွန်တော်တို့ဒီလိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီလို portrait mode ပေါ့နော်ဒီလိုမျိုးတောင်းလိုက်ကြည့်တာပုံစံပြတယ်ကျွန်တော်တို့ဖုန်းကို အလျားလိုက် ထားပြီးတော့ TV ကြည့်တယ်လို့မျိုးကြည့်မယ်ဆိုရင်တော့ဖုန်းထဲမှာတော့ကျွန်တော်တို့အဆင်မပြေနိုင်ဘူးကျွန်တော်တို့ tablet ထဲမှာတော့အဆင်ပြေနိုင်တယ်ဆိုတော့ကျွန်တော်တို့ဒီဟာဒီ support အတွက် user ဘက်ကနေပြီးတော့ပါတယ်ထည့်ဖို့လိုတယ်ဆိုရင်ကျွန်တော်တို့မှာက application မှာကအာအပီးပါလာတဲ့ data ရှိတယ်ကျွန်တော်တို့မိမိစိတ်ကြိုက် data csv file data တင်ဖို့အတွက် data တင်ဖို့ close ရှိတယ်ဆိုတော့အဲ့ဒီကနေ data တင်ပြီးွားပြီဆိုရင်ကျွန်တော်တို့ဒီ xy တန်ဖိုးတွေအကြောင်းတွေမှာကျွန်တော်တို့ column name တွေကြလာလိမ့်မယ်ဆိုတော့အဲ့ဒီ column name တွေကိုထည့်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ render plot ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ပုံထွက်လာမှာဖြစ်ပါတယ်ဆိုတော့ ဲ့ဒီကနေပြီးတော့မှတစ်ဆင့်ကျွန်တော်တို့တခြား functionality ခုနကပြောတဲ့ post plot တို့ density plot တို့ကိုကျွန်တော်တို့ထပ်ပြီးတော့ထည့်ပြီးတော့ဒီဆောက်လို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ရဲ့ application mix ဖြစ်တယ်ဆိုတော့ပြောတော့တဲ့ခါကျတော့ကျွန်တော်တို့ကဒီမှာဘာတွေလုပ်လို့ရလဲဆိုရင်ဒီလိုလုပ်လို့ရတဲ့ဟာတွေကိုကျွန်တော်တို့ application ရဲ့ tutorial မှာလည်းရှင်းလင်းထားမှာဖြစ်ပါတယ်ဆိုတော့ ဒီမှာကျွန်တော်တို့လောက်ဆောင်နိုင်မှုအကျင့်ကကျွန်တော်တို့ပေါ့နော် graph ကို one dimension ကနေပြီးတော့ six dimension အထိကျွန်တော်တို့တည်ဆောက်လို့ရတယ်။တည်ဆောက်လို့ရတယ်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ reporting ပေါ့နော်ကျွန်တော်တို့ paper တွေမှာထည့်မယ်ဆိုရင် reporting အတွက်ကျွန်တော်တို့ပုံအတီပုံတီကိုကျွန်တော်တို့ထည့်မယ်။ ပြောတဲ့အခါကျတော့နောက်တစ်ခုက interactive plot အနေနဲ့ download လုပ်လို့ရတယ်ကျွန်တော်တို့ပုံတိစောက်တာကတော့ပုံအတီနီးရဖြစ်တိစောက်တယ်ဒါပေမဲ့ကျွန်တော်တို့ download လုပ်တဲ့ခါကျရင်ပုံကိုပုံရှင်နီးရဖြစ်တိစောက်တယ်ဘာလို့ပုံရှင်လို့ခေါ်လဲကျွန်တော်တို့ကြည့်ချင်တဲ့ point ကိုပဲကျွန်တော်တို့ဥစားပေးရွှေပြီးတော့ကျွန်တော်တို့ကြည့်လို့ရတယ်ဥစားပေးရွှေတော့ကျွန်တော်တို့ဖြောက်လို့ရတယ်ဖော်လို့ရတယ်ဒါကြောင့်အဲ့ဒါပုံရှင်လို့ခေါ်ခြင်းဖြစ်တယ်ပြောတော့တဲ့ခါကျတော့ ဒီ application ကျွန်တော်တို့တည်ဆောက်ထားတဲ့ application ကနေယူတော့ပုံကိုအလွယ်တကူ download လုပ်လို့ရတယ်ဆိုတော့ဖုန်းထဲမှာကျွန်တော်တို့ download လုပ်လိုက်မယ်ဆိုရင်တော့ပုံအသေးဆိုရင်သူက static plot ရယ်ပြီးတော့သူရဲ့ yes ဆိုရဲ့ရယ်အချိန်ရယ်နဲ့သူက auto save ဝါမှာဖြစ်တယ်ပုံပုံအရှင်ဆိုရင်သူက live plot wlhe live plot ပြီးတော့ yes ဆိုရဲ့ရယ်အချိန်နဲ့ auto save ဝါမှာဖြစ်တယ် ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ QR code QR code ကကျွန်တော်တို့အရင်တိဆောက်ထားတဲ့ပုံကိုပုံအတွက်ကျွန်တော်တို့ဒီကအရင်တိဆောက်ထားတဲ့ပုံကနေတော့ရှေ့ဆက်ပြီးတိဆောက်ခြင်းလေဆိုရင်အဲ့ဒီရခင်တိဆောက်ထားတဲ့ပုံကို ကျွန်တော်တို့အစအဆုံးအထိတကွက်ချင်းစီကြည့်နေစရာမလိုတော့ဘဲနဲ့ကျွန်တော်တို့ QR code ကို save ထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့အဲနောက်နေကြရင်အဲ့ဒီ QR code ကိုတင်ပြီးတော့ပုံထုတ် run လိုက်မယ်ဆိုရင်ရခင်ရောက်နေတဲ့အဆင့်တိုင်းကိုကျွန်တော်တို့ပြန်ရင်တော့ရရှိသွားမှာဖြစ်ပါတယ် ဆိုတော့ဒီဟာက ကျွန်တော်တို့ပေါ်တော့အသံပြတဲ့သူကျွန်တော်တို့ဒါ tutorial မဟုတ်ပဲနဲ့အသံပြတဲ့သူလွယ်ကူရစေရတော့ဒါကျွန်တော်တို့အကြံမြင်ရှင်းထားတဲ့စာနဲ့အကြံမြင်ရှင်းထားတဲ့ရာလေးတွေပဲဖြစ်ပါတယ်ဆိုတော့ဒီကနေပြီးတော့လည်းကျွန်တော်တို့ဟိုတိဆောက်လို့ရတဲ့ဟာတွေကိုဝင်ရောက်ဖတ်ရှုကြည့်လို့ရနိုင်ပါတယ်ဆိုတော့ဒီ application တွေကို ီ application တွေကိုကျွန်တော်တို့ဒီဖောက်ဖို့အတွက်ဟောနော်ကျွန်တော်တို့ကိုယ်တိုင်ကိုကြတီဖောက်မယ်ဆိုရင်ဒီဒီထဲမှာကျွန်တော်တို့တင်ထောက်ကူအနေနဲ့တင်ဒီထဲမှာဆိုရင် ကျွန်တော်တို့တင်ထောက်ကူအနေနဲ့ကျွန်တော်တို့ဒီ playlist ပေါ့နော် TWLS education discussion အမှရှိထားမယ် WLS education and quantitative data visualization playlist မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ ဘယ်ဟာချရှိနိုင်လို့ကျွန်တော်တို့ပုံတွေကိုကျွန်တော်တို့ပေါ့နော်ကိုပါကိုတိဆောက်တာမဟုတ်ပဲねကျွန်တော်တို့ service app မှာဆိုရင်လေဒီနှုံထားအတိုင်းကျွန်တော်တို့ဆောင်ရွက်ပေးလျက်ရှိပါတယ်ဆိုတော့ကျွန်တော်တို့ပုံတွေကိုကျွန်တော်တို့ service app မှာဆိုရင်ကျွန်တော်တို့ဒီ wrh education myanmar@gmail.com ကိုကျွန်တော်တို့အင်္ဂလိပ်ဘာသာဖြစ်မြန်မာဘာသာဖြစ်ဖြစ်ကိုဆောင်ရွက်လိုတဲ့ data file နဲ့အတူပေးပို့ပြီးတော့ဆက်သွင်းနိုင်ပါတယ်ဆိုတော့ဒါကကျွန်တော်တို့ ရဲ့ဝန်ဆောင်ကနှုံထားတယ်ဖြစ်တယ်ဆိုတော့ဒီ application ရဲ့ tutorial တွေကိုဒီ link မှာလည်းဝင်ရောက်ကြည့်ရှုလို့ရတယ်ပြောတော့တဲ့ခါကျတော့ဒီအောက်ဘက်မှာကျတော့ကျွန်တော်တို့ WLS education team ကအဖွဲ့ကနေယူတော့အရင်ကတည်းကမျှဝေနေတဲ့သင်ခန်းစာတွေဖြစ်တယ်ဆိုတော့ဒီကနေတွားပြီးတော့လေဒီ link ကနေပြီးတော့လည်းဝင်လို့ရတယ်လို့ဒီ application ဒီဟာတခုချင်းစီကနေပြီးတော့လဲဝင်ပြီးတော့ကျွန်တော်တို့တခြား example တွေတခြားသင်ခန်းစာတွေအတွက်ကို ကျွန်တော်တို့ကြည့်ရှုအလွယ်တကူကြည့်ရှုလို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီဟာလေးကကျွန်တော်တို့တခြားသင်တဲ့ application in ကျွန်တော်တို့ Excel Microsoft Word R programming နဲ့ပတ်သက်ပြီးတော့သင်ကြားမျှဝေတဲ့သင်ခန်းစာတွေဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင် ကျွန်တော်တို့ application ပေါ့နော်ကျွန်တော်တို့ဒီဖောက်ထားတဲ့ application မှာ အအသုံးပြုသူ user များနေနဲ့ဘယ်ဟာပါရင်ကောင်းတယ်ဘယ်ဟာပါရင် ပိုပြီးတော့အဆင်ပြေတယ်ဘယ်ဟာကိုပိုပြီးတော့ဖြစ်ဆော့စီချင်းလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ဝေဖန်ချင်ပြုချင်လို့လဲဆိုရင်လဲကျွန်တော်တို့ဒီ WLH education မြန်မာ gmail.com ကိုဆက်သွယ်အချင်ပြုနိုင်တယ်လို့ပြောတဲ့အခါကျတော့ကျွန်တော်တို့ဒီ YouTube တမ်းမဲ့ Facebook comment session အဲမှာလဲ အဲဝင်ရောက်ချန်ပီယံနိုင်တယ်လို့ကျွန်တော်တို့ Facebook Messenger WLH Education Messenger ကနေပြီးတော့လည်းဖိဖန်ချန်ပီယံနိုင်ပါတယ်ဆိုတော့ဒီ application ရဲ့အသုံးပြုထားတဲ့အဲကျွန်တော်တို့ package တွေ library တွေပေါ့နော်ဒီဟာလေးတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီ application က core programming နေနဲ့ r programming ကိုကျွန်တော်တို့အခြေခံထားတယ်အသုံးပြုထားတယ်ဆိုတော့ဒါ shiny application ဖြစ်တယ် ဒါကြောင့်ကျွန်တော်တို့ဒီ application ဒီ software အတွက် micro အားထားရတဲ့ဒီ package developer တွေကို ကျွန်တော်တို့အထူးကျေးဇူးတင်ရရှိတယ်ဆိုတော့ကျွန်တော်တို့မြင်ညာထားတဲ့ကျွန်တော်တို့မြင်ညာထားတဲ့ application developer တွေကဒီအောက်ပါအတိုင်းဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ရဲ့ application ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်နောက်ပိုင်းမှာကျွန်တော်တို့ဒီ application မှာဘယ်လို data တွေသုံးလဲဆိုတဲ့ဟာကို ရှင်းလင်းပေးတော့မှာဖြစ်ပါတယ်